စင်ရဲတဲ့မိန်းကလေးရဲ့ခေါင်းဆွဲကြော်ဆိုင်တခါတော့ကရွာတရွာမှာပါဝတီဆိုတဲ့မိန်းကလေးကသူမရဲ့ဖခင်ဖြစ်သူနဲ့အတူတူနေထိုင်ပါတယ်ပါဝတီရဲ့ဖခင်ဖြစ်သူကစင်ရဲတဲ့တောင်သူလေသမားတစ်ယောက်ပါသူကလေယာဆိုင်ပြောရေးလုပ်ငန်းကိုလောက်ကင်ပြီးမိသားစုကိုရှာဖွေကျွေးမွေးနေရသူပါပါဝတီရဲ့အမေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရင်တည်းကကွယ်လွန်သွားခဲ့ပါပြီဒါကြောင့်သူမလည်းအိမ်လုံးတွေအားလုံးကိုငငယ်လေးကလေးကတင်ယူခဲ့ရတာပါအဖေရှားလာပြီလား အဲ့ဒါဆိုရင်တော့ခြေလက်မျက်နှာအမြန်ဆုံးဆေးလိုက်တော့လေတမီးထမင်းခူးထားပေးလိုက်မယ်နော်အေးပါတမီးလေးရဲ့အေးပါအေးပါအလောက်ကလည်းပင်ပန်းနေကွယ်ရေနေရလည်းပူနေတာဆိုတော့အမြန်ဆုံးအိမ်ကိုပြေးလာခဲ့တာဝိုက်တွေတအားစားနေပြီခဏကြာမှတော့တမီးလေးကလည်းဖခင်ဖြစ်သူအတွက်ထမင်းခူးခတ်ပြင်ဆင်ပြီးတော့ကျွေးလိုက်ပါရီရုံးမရေတီကြော်လေးကိုအရသာရှိရှိကြော်ထားခဲ့ရပါရိုတီလေးနဲ့စားလိုက်တဲ့အချိန်မှာတော့လုံဝကိုအရသာရှိနေခဲ့ရပေါ့စားတော့ပြီးနောက်ဖခင်ဖြစ်သူကပြောပါရီကောင်းတယ်တမီးရဲ့စားကောင်းတယ် တမီးရဲ့လက်ရကတော့တကယ်ကိုအမခံပဲတိလားတကယ်ရတာရှိတယ်အမှန်အတိုင်းပြောရမယ်ဆိုရင်တော့လေတမီးအမေကလည်းတမဲဟင်းချက်တာတဲ့အိတော်တာဒါပေမဲ့ငါတမီးလေးရဲ့ဟင်းချက်လက်ရကတမီးအမေရဲ့ဟင်းချက်လက်ရထက်ကိုပိုကောင်းတယ်တမီးရဲ့အမေကလည်းတမီးကိုတင်ပေးခဲ့လို့တမီးအခုလိုမျိုးချက်တတ်တာပေါ့အဖေနောက်ထပ်ရူတီလိုချင်သေးလားတမီးထပ်ယူလာခဲ့ပေးမယ်လေအေးတမီးလေးရဲ့ဘိုင်းမဝသေးဘူးနည်းနည်းထပ်ပြီးတော့စားမနဲ့တူပါရဲယူခဲ့ယူခဲ့အမြန်ယူခဲ့ခဏကြာမှတမီးလေးကလည်းဖောက်ခင်ဖြစ်သူစားဖို့အတွက်နောက်တဲ့ရိုတီနှစ်ချက်လောက်ထည့်လာပေးခဲ့ပါရဲ ကောင်းတဲ့သမီးရေကောင်းတဲ့အရင်အရသာရှိပြီးတော့စားကောင်းတဲ့ဟဲ့ဒါပေမဲ့အခုချိန်ထိစိတ်ကတော့မဟုတ်ပါသေးဘူးစားကျင်သေးတယ်ဒါနဲ့အဖေ့ကိုသမီးတစ်ခုလောက်မေးစရာရှိလို့အဖေတီးနှံ့တွေအကုန်လုံးရိုက်သိမ်းပြီးရောင်းလိုက်ပြီလားရင်ပတ်စံရောရပြီလားအေးသမီးရေရပြီရပြီဒီတစ်ခါပတ်စံတော်တော်များများရတယ်ပတ်စံလည်းကောင်းကောင်းရတယ်ဆိုတော့အဖေစုထားပါတယ်ဒီနှစ်တော့ဘလို့မဆိုငါသမီးလေးကိုလက်ထပ်ပေးရမယ်လို့အဖေစဉ်းစားထားတယ်ဒါမှအဖေလည်းစိတ်အေးလက်အေးနဲ့တေးလို့ရမှာလေအဖေကလည်းတကယ်ပါပဲဘာလို့အခုလိုစကားတွေပြောနေမှန်းကိုမသိဘူး ဒီလိုမပြောပါနဲ့အဖေရဲ့အဖေရဲ့ရန်သူတွေပဲတေးပါစေအဖေကတော့အသက်အရှိဒီအကြိုင်းနေပေါ့ဒါနဲ့တမီးရပါဖြစ်လို့ပတ်စံအကြောင်းအဖေကိုမေးနေရတာလေတခုခုလိုချင်တာရှိလို့လားဖဏအသေးတော်ဝိစားအသေးတော်လိုချင်တယ်ဆိုလို့ရှင်လေပြောလေတမီးရဲ့အဖေဝဲပေးမှာပေါ့မဟုတ်ပါဘူးအဖေရဲ့တမီးဓာရီဝဲချင်တာမဟုတ်ပါဘူးတကယ်တော့မနီရောင်ကတမီးဈေးသွားဝယ်နေနေလေဈေးမှာခောက်ဆွဲကြော်တဲ့တယောက်ကိုတွေ့ခောက်ဆွဲကြော်အနံ့လေးကလည်းမှုေးလိုက်တာအဲ့ဒါနဲ့တမီးလည်းခောက်ဆွဲကြော်အရန်စားကျင်သွားတာ ။အော်ငါသမီးလေးကခေါက်ဆွဲကြော်စားဖို့အတွက်ပတ်စံလိုချင်နေရလား။နင်ကလေတကယ်ပဲခေါက်ဆွဲကြော်ကိုဆိုရင်တော့အရန်ကြိုက်တယ်နော်။ငါသမီးလေးအတွက်သရိုးသားလောင်းကိုတော့ခေါက်ဆွဲကြော်ရောင်းနေသူနဲ့ပဲရှာပြီးတော့လက်ထပ်ပေးရမယ်ဟိ။ဒါမှငါသမီးအမြဲတရက်အလုံးခေါက်ဆွဲကြော်တွေပဲစားနေလို့ရမှာလေ။အဖေကလည်းတကယ်ပါပဲအရန်ကိုနောက်တက်တယ်နော်။ဘလို့လို့ခေါက်ဆွဲကြော်ရောင်းနေသူရှာလို့တွေ့မှလည်းအဖေကလည်းဒီလိုနဲ့ဖခင်ဖြစ်သူကသမီးလေးကိုပစံပေးခဲ့ပါတယ်။နောက်နေ့ကသမီးလေးကလည်းတငယ်ချင်းဖြစ်သူနဲ့အတူတူခေါက်ဆွဲကြော်စားဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်။ ဆိုင်မာဆရေ့ဆိုတဲ့လူတယောက်ကတော့ခေါက်ဆွဲချော်ရီချော်ပြီးတော့ရောင်းနေခဲ့ရပါဆရေ့ကတော့ကြီးကောင်းတဲ့လူတယောက်ပါဒါအပြင်သူကဆက်ဆက်ရင်လည်းအတော်လေးပြည့်ပြည့်ပါတယ်သူဆိုင်မာလာဝဲစားတဲ့ဝဲသူတွေအကုန်လုံးကိုလည်းသူကတိတ်တိတ်ချာချာရောင်းချပေးနေခဲ့ပါတယ်ခဏအတွင်မှာပဲပါရဝတီကလည်းသူ့ကိုသဘောကျနှစ်သက်သွားပါတယ်သူလည်းပါရဝတီကိုသဘောကျပါတယ်အခုဆိုရင်တော့နှစ်ယောက်သားတတဲ့လေးခေါ်ပြီးတော့တွေးနေကြပါတယ်ဒီကိစ္စတွေအကုန်လုံးကိုမိဘတွေကလည်းသိရှိသွားကြပါတယ် ဒီကြောင်းလေးအကုန်လုံးကိုတည်သွားတာနဲ့မိဘတွေကချက်ချင်းပဲသူတို့နှစ်ယောက်ကိုလက်ထပ်ပေးခဲ့ကြတာပေါ့သူတို့နှစ်ယောက်လက်ထပ်ပြီးသွားတဲ့အခါမှာရုတ်တရက်ဆိုင်ကပိတ်သိမ်းခဲ့ရပါတယ်တိတ်မကြခင်မှာဖခင်ဖြစ်သူကလည်းကွဲလွန်သွားခဲ့ပါရဲ့ရွာမှာဘာမှလုပ်စရာလည်းမကျန်တော့ပါဘူးသူတို့လည်းစိတ်ပြတ်ဝမ်းနည်းစွာနဲ့မြို့ပေါ်ကိုတက်ပြီးလောက်ကန်စားတောက်ဖို့အတွက်ကိုပဲတွေးခဲ့ကြပါရဲ့နောက်လင်မယားနှစ်ယောက်လုံးကလည်းမြို့ပေါ်ကိုတက်လာခဲ့ကြပါရဲ့ဆူရက်ကလည်းမြို့မှာရှိတဲ့တထေးတယောက်ရဲ့ဆိုင်မှာအလုပ်လုပ်ကင်ပေးနေခဲ့ပါရဲ့အဲ့ဒီမှာလည်းသူခောက်ဆွဲပဲကြောရတာပါ တရမတော့သူခောက်ဆွဲကြော်တာစားနေများတော့ခဲ့ပါရဲ့ဝဲသူတွေကလည်းစားနေနေများတော့တာနဲ့မစားဘဲချက်ချင်းပဲထွက်ခွာသွားကြပါရဲ့ဒေါ်လာထွက်နေတဲ့ဆိုင်ပိုင်ရှင်ကြီးကတော့ဆူရေ့ကိုလောက်ခလာစားနှစ်လစာဖြတ်ပြီးချက်ချင်းအလောက်ကနေထုတ်ပြခဲ့ပါရဲ့ဒုက္ခပဲရှင်းရတဲ့ထေကယူးများယူးနေရလားအတော့ရုံမာတာပဲဒါလုံးတယ်လားမလုံးတယ်လားသူမသိဘူးလားစားနေနေများတော့တဲ့အတော့နဲ့နှစ်လစာဖြတ်တယ်ဆိုတော့တတ်တတ်လောက်ကြကျမတို့ရဲ့ဂျိန်စာတွေသူထိလိုက်မယ်တိလား ဒီနောက်စရိတ်ကလည်းရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာတော့စားလို့ရေလုံကန်းခွင်နေမှာအလောက်ချမ်းတွေကိုလိုက်လို့ရပါတယ်။သူတို့အခုလိုအလောက်ချမ်းတွေလုံနေရဲဆိုတာကလည်းတခြားတော့မဟုတ်ပါဘူး။ပတ်စံစုဆောင်ပြီးပြီဆိုတာနဲ့ခောက်ဆွဲကြော်ဆိုင်လေးအသစ်ဖွင့်ကြအောင်ပါပါ။တကယ်မတော့သူလည်းစားလို့ရေလုံကန်းခွင်မှာဘီလက်မြေအဲတွေတင်နေအမြင့်ကနေပြုတ်ကျသွားခဲ့ပါတယ်။အမကြီးအမအမအမြင်လိုက်ခဲ့အောင်မရဲ့အကိုစရိတ်အပေါ်ကနေပြုတ်ကျသွားလို့တရားအများကြီးပဲရထားတဲ့အတော်လေးကိုပြင်းထန်နေ။ဘာပြောရဲတရားရသွားတယ်ဟုတ်လားပြုတ်ကျတယ် ဘလို့ဖြစ်တာလဲသူအခုဘယ်မှာလဲကျွန်တော်တို့စားလို့ရလုံကခွင့်ပိုင်ရှင်ကတော့သူ့ကိုအနည်းဆုံးမှရှိတဲ့စရုံကိုတင်ပို့ပေးထားတယ်သူရဲ့ခေါင်းမှာထိသွားတာတတော်လေးကိုဒဏ်ရာနဲ့တယ်လို့ပြောကြတာပဲသူမလည်းအမြန်ပြေးပြီးစရုံကိုရအောင်သွားခဲ့ပါတယ်ဆေးဟိုရောက်ရှိသွားခဲ့တဲ့အခါမှာသူမအတော်လေးလမ်းဖြန်သွားခဲ့ရပါတယ်ခေါင်းမှာဒဏ်ရာအပြင်းထန်ရရှိသွားခဲ့တဲ့အပြင်ဆိုရက်ကတော့ဒီမတော်တဆမှုမှမျက်လုံးအလင်းရောင်ကိုပါဆုံးရှုံးခဲ့ရပါတယ်ပြဿနာတစ်ခုပြီးတစ်ခုကိုသူတို့မိသားစုတွေရင်ဆိုင်ကြောပြနေခဲ့ကြရပါပြီ။ ပတ်စံနဲ့ရအောင်စုပြီးတော့ဆိုင်တဆိုင်ဖွင့်မယ်ဆိုပြီးစဉ်းစားထားခဲ့တာကြည့်ပါအခုပြဿနာကစပြီဟဲ့အလုံးလုံးမလဲငါအလုံးမလုံးကကင်နိုင်တော့ဘူးဆိုရင်တော့မင်းနဲ့ငါ့ရဲ့သားသမီးတွေဒုက္ခရောက်ကုန်ကြတော့မှာပဲငါမျက်လုံးလည်းမမြင်ရတော့ဘူးသွားပြီးပါရဝတိရဲ့သွားပြီးငါ့ရဲ့ဘဝကတော့ပြတ်ပြီးကန်ဆိုးမှုမှမကြပြီးငါ့ရဲ့ဘဝမှာဒီလောက်ထိကန်ဆိုးလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးရှင်ကလည်းမစိုးရင်ပါနဲ့ဘဝမှာကန်ဆိုးမှုမှမှုတွေကြုံတွေ့ရတယ်ဆိုလို့ရှင်တော့ကျမတို့ဘလို့မစိုးအဖြေရှာတွေ့မှာပါ ဘုရားသခင်ကတကားပေါက်တစ်ခုပေးလိုက်ပြီဆိုရင်တော့နောက်ထပ်တကားပေါက်တစ်ခုကိုဖွင့်ထားပေးအောင်ပါပဲလေရှင်ဆိုင်မဖွင့်နိုင်တော့ရောဘာဖြစ်သေးလဲကျမရှေ့အစားဆိုင်ဖွင့်မှာပေါ့ခောက်ဆွဲဘလို့ကြော်ရလဲဆိုရဲနီလန်းကိုသာရှင်ကျမကိုပြောပြလိုက်ကျမလိုက်လုပ်ကြည့်မယ်အမေအမေကိုတမီးလေးကူညီပေးမယ်နော်ဟုတ်တယ်ตาလေးကူညီပေးမယ်အေးပါအေးပါခလေးတို့ရဲ့ညတို့နှစ်ယောက်လုံးကတော့အမေရဲ့အားအင်လေးတွေပဲဒီလိုနဲ့ဘော်ဘတီကလည်းပတ်ဆက်အကျွေးယူပြီးနောက်မှာတော့လိုအပ်တဲ့ပစ္စည်းနဲ့လှဲလေးကိုဝယ်ယူခဲ့ပါတယ် ။ယောက်ျားဖြစ်သူဆူရေ့ကတော့ခေါက်ဆွဲဘလို့ကြော်ရမလဲဆိုတဲ့နီလန်ကိုဘေးနားကနေသူမကိုပြောပြနေခဲ့ပါရီ။သူမကတော့ခေါက်ဆွဲတွေကိုယောက်ျားဖြစ်သူပြောပြတဲ့အတိုင်းလိုက်ကြော်နေခဲ့ရပေါ့။ဈေးထဲမှာပါဗတီခေါက်ဆွဲကြော်ဆိုင်ပဖွင့်နေခဲ့တဲ့အချိန်မှာယောက်ျားဖြစ်သူနဲ့ကလေးတွေကလည်းသူမနာမှာပဲနေပေးခဲ့ကြပါရီ။သူမလိုအပ်တဲ့အလုပ်တွေအလုံးကိုလည်းဝိုင်းကူညီပေးကြတာပေါ့။ပါဗတီကလည်းတဖြည်းဖြည်းနဲ့ပုံမကျွမ်းကျင်လာခဲ့ပါရီ။သူမကြော်တဲ့ခေါက်ဆွဲကြော်တွေက ပိုပြီးအရသာရှိလာပါရီ။ ဝယ်သူတွေအများကြီးကလည်းသူတို့ရဲ့ခေါက်ဆွဲကြောင်ဆိုင်ကိုရောက်ရှိလာခဲ့ပြီးခေါက်ဆွဲကြောင်မှစားကြပါရယ်အရသာရှိလို့လည်းခေါက်ဆွဲကြောင်တွေကိုလည်းချီချူသွားခဲ့ပါရယ်အကိုဒါဘလို့ဖြစ်တာလဲအကိုဒီမှာဘယ်တော့ကဆိုင်ဖွင့်လိုက်တာလဲအရင်တုန်းကဟိုဘက်ကတထေးကြီးရဲ့ဆိုင်မှာခေါက်ဆွဲကြောင်တွေကိုကြော်ပေးနေခဲ့တာအကိုပဲမလားအခုဆိုင်တက်ဖွင့်လိုက်တာလားဟုတ်ကဲ့ဟုတ်ကဲ့အတန်ကတော့ကြားဘူးနေတလိုမျိုးပဲအရင်တုန်းကလည်းကျွန်တော်ဆိုင်မှာလာဝယ်စားကြတဲ့ဝယ်သူတွေအများကြီးရှိပါတယ်ကျွန်တော်လည်းဖောက်တယ်တွေအများကြီးရနေပြီးသားပါဘလို့လို့ရမလဲဗျာကျွန်တော်ကိုတထေးကဆိုင်ကနေပြီးတော့မောင်းထုတ်ဖြစ်လိုက်တယ်လေ လာစားတော့အဖြတ်ခံလိုက်ရသေးတယ်။ကျွန်တော်တို့လည်းစားတော့ရေလုံကန်းခွင်မှာအလုတ်ကျန်းတွေလုံနေနေပတ်စံနဲ့ရောက်အောင်လို့စူဆောင်းရှောက်ဖွေနေကြတာ။အဲဒီအချိန်မှာပဲအခုလိုမျိုးဘေးဒုက္ခကြီးကိုကြုံတွေ့ခဲ့ရတယ်ဗျာ။တခြားဝယ်သူတွေကတော့ပထမတွေကသူ့ကိုတီးကြပါတယ်။ဒါကြောင့်သူ့ဆိုင်မှာလာဝယ်စားကြပါတယ်။နောက်ထပ်ဝယ်သူတွေအများကြီးလည်းသူ့ဆိုင်ကိုရောက်ရှိလာပါတယ်။သူ့ရဲ့အခြေအနေတွေကိုသိရှိသွားခဲ့တဲ့အခါမှာဝယ်သူတွေကလည်းဝမ်းနဲ့သွားခဲ့ရပါတယ်။အဖြစ်ဖြစ်နေပေါ်ပတိရဲ့ခုံဆွဲကြော့ဆိုင်လေးကဈေးထဲမှာနမဲ့ကြီးပြီးလူတီးများလာခဲ့ပါတယ်။ သူမရဲ့ဆိုင်မှာစားတောက်ချင်လို့လို့အားလုံးကတိုးကျိတ်ပြီးတော့တန်းစီဆောင်ဆိုင်ကြတာပါတရမတော့အရင်တုန်းကသူအလုံးလုံးခဲ့တဲ့ခေါဆွဲကြဆိုင်ပိုင်ရှင်ဒီကိစ္စတွေကိုတည်သွားတော့ဒေါသအကြီးကျယ်ထွက်တာပေါ့အကြောင်းကတော့သူရဲ့ဆိုင်မှာဝယ်စားနေကြဝယ်သူတွေအကုန်လုံးကအခုဆိုရင်တော့စရေကျဲခေါဆွဲကြဆိုင်မှာပဲတဝယ်စားကြတယ်လေဒါကြောင့်သူကလည်းလူဆိုးတွေအများကြီးကိုစရေကျဲဆိုင်ကိုလွှတ်ပေးခဲ့ပါတယ်ဒီကနေဆိုင်ကိုချက်ချင်းဖယ်လိုက်ပါဒီနေရာမှာဆိုင်ဖွင့်လို့မရဘူးချက်ချင်းဖယ်ဒီမှာခေါဆွဲကြဆိုင်ကိုဖယ်ပေးလို့ပြောတယ်နော်ဒီနေရာမှာဘာဆိုင်မှဖွင့်လို့မရဘူး ဘာကိစ္စနဲ့ကျမတို့ဒီနေရာကနေဆိုင်ကိုဖယ်ပေးရမှာလဲရှင်တို့ကိုထိခိုက်နေတာတော့အောင်ဘာလုပ်ထားလို့ကျမတို့ကိုဒီနေရာကဆိုင်ကိုဖယ်ခိုင်းနေရတာလဲမင်းတို့ကိုကောင်းကောင်းမပြောလို့မရဘူးနဲ့တူရဲဟုတ်လားကဲကြရပြားသူရဲ့ဆိုင်တခါတည်းကဖြတ်စည်းပြလိုက်တော့မိမရေသူတို့ကဘသူတွေလဲဘာလို့အခုလိုလာပြောနေကြတာလဲသူတို့ဘယ်ကလာတာလဲဘယ်သူလဲဆိုတာတစ်ချက်လောက်မေးအောင်ငါတို့ဘယ်သူကလွှတ်ထားတာလဲဆိုတာကိုသိကြလားမင်းရဲ့အရင်ပိုင်းရှင်တထေးကငါတို့ကိုဒီကိုလွှတ်လိုက်တာပဲမင်းတို့အခုလိုမျိုးဆိုင်လာဖွင့်နေအောင်ငါတို့မဆိုင်ဘူး တွေးဆိုင်မှာဝယ်စားနေရဝယ်သူတွေအကုန်လုံးမင်းရဲ့ဆိုင်ကိုရောက်နေတာသူကဘယ်ကျင်းတတ်မလဲအခုလိုမျိုးမင်းတယောက်တည်းလှုပ်ရှားနေတာကိုသူသဘောကျမလားအဲ့ဒါကြောင့်အခုချက်စင်ဒီကနေဆိုင်ကိုဖယ်ဖို့အတွက်သူပြောနေတယ်ဒီ area တဝိုက်မှာသူရဲ့ဆိုင်တဆိုင်ပဲရှိနေတဲ့နဲ့အခုထပ်ပြီးတော့မင်းတို့ရှင်းပြရအောင်မလားကျမတို့လာချင်းချောင်းနေတယ်ကျမတို့လာချင်းချောင်းနေလို့ဘာမှမထူးဘူးနော်အခုကျမတို့ဈေးလဲကောင်တက်တက်မှရက်နေရဲဆိုတာကိုရောရှင်းတော့သိရလားကျမအော်လိုက်မယ်ဆိုရင်တော့လူတွေအကုန်လုံးဝိုင်းအောင်ပြီးရောက်လာကြလိမ့်မယ်ဒီမှာကြည့်ပါဦးရှင် ။ဘာမဟုတ်တဲ့ကောင်တွေကကျမတို့ကိုလာပြီးတော့ချိန်ချောင်းနေရလေဆိုင်ကိုဖျက်ဆီးမဲ့လေးပါလိမ့်နဲ့။ကျမတို့ကိုကြီးပါအောင်ဒီလူဆိုးတွေကကျမတို့ဆင်းရဲသားတွေကိုလာပြီးဒုက္ခပေးနေရ။ကျမတို့ထမင်အိုရိုက်ခွဲဖို့အတွက်လုံနေကြတယ်။ဘာဖြစ်တာလဲအမေဘာဖြစ်ကြတာလဲ။ဘာမှစိုက်ပူမနေပါနဲ့ခမရတို့အကြောင်းကျွန်တော်တို့ကောင်းကောင်းသိရ။ကျွန်တော်တို့ရှိသေးရဒီလူဆိုးကောင်တွေအမေတို့ကိုဘာမှလုပ်မရဘူး။ဟုတ်တယ်စိုက်ပုံမနေနဲ့တို့အားလုံးရဲ့ဗီဒီယိုကိုကျွန်တော်တို့အခုချက်ချင်းရိုက်ပြီးဆိုရှယ်မီဒီယာမှာတင်လိုက်မယ်။ဒါနဲ့သူအခုနောက်တော့ဘယ်သူတွေမှပြောသွားတာလဲအခု။ဘယ်သူတွေကတို့ကိုလွှတ်လိုက်တယ်လို့ပြောတာလဲ လူစိုးတွေကဆိုရှယ်မီဒီယာဆိုတဲ့နာမည်ကိုကြားတာနဲ့နည်းနည်းလေးတော့လမ်းဖြန်းကုန်ကြပါရဲ့ခဏကြာပါတော့နောက်ထပ်လူတွေအများကြီးစုပြောင်းပြီးရောက်ရှိလာကြပါရဲ့တချို့လူတွေကတော့မီဒီယာမှာအလုံးလောက်ကနေကြတဲ့သူတွေပါသူတို့ကိုတွေ့ခဲ့တာနဲ့လူစိုးတွေကလည်းကြောက်လန့်တကြားထွက်ပြေးသွားခဲ့ကြပါရဲ့ဒီအတော်အတွင်မှာခိုဘတ်ဆိုင်ပိုင်ရှင်ဆိုဟန်လာရောက်ရှိလာခဲ့ပါရဲ့အခုလူတွေအကုန်လုံးကသူ့ကိုပဲပြည့်တင်ဝေဖန်နေကြပါရဲ့အလုံးသိတဲ့အတိုင်းပဲကျမပြပြခဲ့ပူရဲမလားဒီရှုံးမာတဲ့လူကကျမယောက်ျားရဲ့လောက်ခလာစာနှစ်လစာကိုတောင်ဖြတ်တယ်လေ ပေးရနဲ့အလောက်ကနေထုတ်ပြလိုက်တယ်။အဲဒါကြောင့်ကျမတို့ပို့ပြီးဒုက္ခရောက်ခဲ့ကြရတာ။ကျမယောက်ျားအချင်းနေဆိုးသွားတာတို့ကြောင့်ပတ်စံချက်ချင်းပြန်ပေးလိုက်ပါ။မဟုတ်ရင်တော့ရှင်မလွယ်ဘူးနော်။ကျမကသတင်းရေးတဲ့သူပဲ။အလုံးမလုံးတော့ဘူးဆိုပေမဲ့ကျမဘာလို့ရမလဲကောင်းကောင်းသိတယ်။အေးအေးဆေးဆေးပေးမလား။ကျမရှင့်အကြောင်းသတင်းရေးရမလား။ပေးမယ်ပေးမယ်။သူလည်းကြောင်းလန့်ပြီးပေးခဲ့ရပါရဲ့။ဒါအပြင်စုံရှုံနေတာမျိုးတွေအတွက်လည်းရောပေးခဲ့ရပါရဲ့။အရင်ကစပြီးသူဘယ်တော့မှမနှောက်ရှက်တော့ဘူးဆိုပြီးတော့လည်းဂတိပေးခဲ့ရပါရဲ့။ဒီနောက်လူတွေအများကြီးသူတို့ကိုအကူအညီပေးခဲ့ကြပြီးစေကူတာစေတွေလည်းပေးပါရယ် ဆိုရက်လည်းခွဲစိတ်ကူတာနိုင်ခဲ့ပြီးမျိုးလုံးပြည့်မြင့်သွားပါတယ်။နောက်ထပ်အလင်မယားနှစ်ယောက်သားအတူတူခောက်ဆွဲကြော်ဆိုင်လေးဖွင့်ပြီးရောင်းချနေခဲ့ကြပါတယ်။